မျှဆရာရဲ့မိတ်ဆွေစနေသားသမီးတွေအားလုံး2025ခုနှစ်17လပိုင်းတွင်မှာအဆက်ဆက်ရရအစဉ်ပြေအောင်မြင်တိုးတက်ကြပါစေကြောင်းကျွန်တော်ကဒီကနေ့မေတ္တာပို့ဆုတောင်းပေးလိုက်ပါတယ်။ဆရာအနေနဲ့ပြောနေတဲ့နောက်ဆုံးပိတ်အိတ်နဲ့လွယ်စနေသားသမီးတွေပေါ့။ဆရာတို့ဘာလို့လို့နဲ့အချိန်ဒီတလားပြီးတလားပြောင်းလဲလာတာဆိုရင်အခုဆိုရင်2025ရဲ့17လပိုင်းကိုရောက်ရှိလာပြီ။ဒီ2025 17လပိုင်းဆိုတော့မပြောခင် စနေသားသမီးမိတ်ဆွေများအနေနဲ့မိတ်ဆွေတို့ဒီနှစ်လ25ဆယ်လို့ဟိုဇန်နဝါရီလဆာပြီးတော့အခု10လပိုင်းထိကိုပြီးခဲ့တဲ့10လပိုင်းတွေ့ထိကိုမိတ်ဆွေတို့ရဲ့ကံဟာစိုးတဲ့အထဲများပါခဲ့သလားညံ့တဲ့အထဲများပါခဲ့သလားသို့မဟုတ်ကောင်းတဲ့အထဲပဲပါခဲ့သလားဆိုတာအတင်းအတင်းပဲလားဆိုတာဆရာကိုမှတ်မိကြပါဦးဆရာ comment တွေဖတ်ပါဦးမယ်အဲဒါအပြင်မိတ်ဆွေတို့အနေနဲ့ဆရာက17လပိုင်း၄ရက်နေဆိုရင်ဆရာအိမ်မှာအဲကျေတော့တစားမုန်းလာပြီးနေမှာတော့ရွှေရော်အိစာတရားမင်းကြီးစီခိုင်းတော်ဝင်စေးပေါက်ွယ်လဲရှိတယ်လို့ မိတ်ဆွေတို့နဲ့မနက်ပိုင်းမှာတော့ပုံကြီး၅ပါးဟုတ်လားဟိုစွန်းနဲ့ပါနဲ့ကတ်ပြီးတော့ခါကြတော့နေ့လယ်၂နာရီအထိကိုအလူငွေထည့်ဝင်ခြင်းတီးခံပြီးတော့အားလုံးကိုအယုတ်လန့်မြန်မြွေကျွေးပါကြောင်းနဲ့လာရောက်ပြီးတော့ကြုံကြိုက်တဲ့အခါမှာတရာတရားထက်ဆန်စာနဲ့လာရောက်ပြီးတော့စားသုံးကြပါဦးနဲ့ဆရာလူတော်လူဟာမိတ်ဆွေတို့လူတော်လူသားဖြစ်ကြောင်းနဲ့အဲအနုမောဒရာဝမ်းမြောက်သာလို့ခေါ်ယုံနဲ့အလှူခြင်းဖြစ်ပါစေလို့လည်းဆရာကထလောင်းမြေတာပူရင်းနဲ့ကဲဆက်လိုက်ကြရအောင်ဒီ2025ခုနှစ်17လ17လပိုင်းတွင်မှာ မိတ်ဆွေစနေသားသမီးတွေရဲ့ကံအရှင်တွေကိုဥစွာတားတော့ဆွဲကြည့်ပါမယ်။စနေသားသမီးမိတ်ဆွေတို့မိတ်ဆွေတို့ရဲ့လက်ရှိရင်ထဲမှာအယားယားကိုစိုးရိမ်စိတ်တွေလွန်ကဲနေတာမျိုးကိုယ့်ရဲ့စိတ်ထဲမှာတခုခုကိုမလုံးဝသိဘူးအပြတ်သဘောဆောင်နေတဲ့အတွေးတွေဖြစ်နေတယ်။ဒါလေးတွေကိုဖြေဖြောက်ပြပါ တခုခုမလို့ရသေးဘူးအပြက်သဘောဆောင်နေတာမျိုးကိုကိုကိုငါဒါကြီးကိုဆုံးရှုံးသွားရင်ဘယ်လိုဖြစ်မှာလဲဆိုတာမျိုးဒါကြီးမှဖြစ်မလာရင်တော့ငါတော့ဘဝပြတ်ပြီဆိုတဲ့အရာမျိုးဒါကြီးမှအောင်မြင်ရင်ကောဆိုတဲ့နဂရစ်ဆန်ကြီးများစွာတွေးခေါ်နေတော့လာဖြစ်ပါတယ်မိတ်ဆွေတို့နည်းနည်းဒီအရာလေးကိုဒါကြီးကိုဆုံးရှုံးသွားရင်ကောဒါကြီးမရှိတော့ရင်ရောဒီလိုရီမန်းချက်ကြီးပြတ်ပြဲသွားရင်ရောဒါကြီးကုန်ဆုံးသွားရင်ရောဆိုတဲ့စိုးရိမ်စိတ်ကလေးတွေဟာမိတ်ဆွေတို့ပေါ်မှာ အဲစိတ်ထဲမှာများစွာဖြစ်ပေါ်နေတဲ့အတွက်ဒီအတွေးတွေကိုဖျောက်ပြီးတော့ရှေ့ဆက်အကောင်းဆုံးနဲ့တိုးတက်အောင်လှုပ်ဆောင်ပေးဖို့လိုအပ်ကြောင်းနဲ့တခါလေမှာလူစိတ်ဆိုတာစွမ်းအားဆိုတာစိတ်စွမ်းအားဆိုတာအရင်ကြီးအောင်မြင်မှုကိုပေးစွမ်းနိုင်ကြောင်းနဲ့စန္ဒအားဆိုတာမရှိရင်လည်းမအောင်မြင်တဲ့အတွက်ကောင်းတဲ့စန္ဒကလေးတွေနဲ့ကောင်းတဲ့အရာလေးတွေကိုသာခံများများတွေးခေါ်ဖို့ဆရာကကြားပြန်အကြံပြုလိုပါတယ်ဒါအပြင်2025ခုနှစ်17လပိုင်းတွင်မှာစနေသားသမီးမိတ်ဆွေတို့ရဲ့အလုပ်ကာ အလုတ်ကိုင်းနဲ့ပတ်သက်လာလို့ရှိရင်တော့လုပ်ငန်းပြိုင်အလုတ်ပြိုင်တွေပေါ်တက်တယ်လို့အထက်လူကြီးအကြီးကဲတွေနဲ့ပတ်သက်ပြီးတော့ဖီအားလေးတွေများတက်တယ်သို့တော့လုပ်ငန်းနဲ့ပတ်သက်လာလို့ရှိရင်အပြောင်းအလဲနဲ့တိုးတက်မှုတွေကိုရရှိအောင်လှုပ်ဆောင်လုပ်တဲ့မိတ်ဆွေများရှေ့တိုးဆောင်ရလှုပ်ဆောင်မှနေရာတိုင်းနဲ့ပတ်သက်ပြီးယာရုနဲ့ပတ်သက်ပြီးတိုးတာမျိုးတွေယာရုတက်တာမျိုးတွေဂျုံကနိုင်တယ်လို့မိတ်ဆွေတို့အနေနဲ့အပြောင်းအလဲတွေအပြောင်းချွေတွေတွေလည်းဂျုံကနိုင်ပါတယ်ထို့အပြင်မိတ်ဆွေတို့အနေနဲ့လက်ရှိယာရုလုပ်ငန်းကိုင်ကန်နဲ့ပတ်သက်ရင်ယာရုတိုးဖြည်တာမျိုးယာရုတိုးပြောဆိုတာမျိုးလေးတွေမှာတော့နည်းနည်းလေး ဟိုကိုကိုတိုင်းရှေ့တို့ပြီးတော့ဆောင်ရွက်ရင်အာသာကောင်းမှုတို့တက်ပြီးတော့ကိုကိုတိုင်းဖန်တီးယူလို့ရတော့ကာလာပိုင်းရှားလေးဖြစ်ပါတယ်တို့ရဆိုရင်အထက်လူကြီးအကြီးအကဲအထူးသဖြင့်အထက်လူကြီးအမျိုးသမီးတွေအထက်လူကြီးအကြီးအကဲတွေနဲ့ပတ်သက်ပြီးတော့စကားကတော့ကဆဖြစ်ရတာမျိုးလေးတွေအဲမလိုလားအပ်တဲ့ပြဿနာကတော့ကဆလေးဖြစ်တတ်တဲ့အတွက်တော့သတိထားစဉ်းကျင်ပေးရအတွက်တော့လိုအပ်ပါတယ်ကျမ်းမာရေးနဲ့ပတ်သက်လာရင်မိတ်ဆွေစနေသားသမီးတွေကဒီ2025 17လပိုင်းအတွင်းမှာဆိုရင်ကျမ်းမာရေးနဲ့ပတ်သက်လာတဲ့အခါမှာ အာယုံကြောနဲ့ပတ်သက်တာမျိုးလေးတွေလေနဲ့ပတ်သက်တာမျိုးအစာအိမ်ဝမ်းပိုက်စီးနဲ့ပတ်သက်တော့ရလေးတွေလေချောင်းနဲ့ပတ်သက်တော့ရလေးတွေကိုကအချိန်ခံဖြစ်တဲ့မိတ်ဆွေစနစ်သားသမီးများဖို့ဒါလေးတွေဖြစ်တတ်ပေမဲ့လို့ဆူဆူဝွားဝါးကြီးတော့ဘာမှမရှိလာပါဘူးအတက်အားဖြင့်60နဲ့3နဲ့အထက်ဇနီးသားသမီးမိတ်ဆွေများကျန်းမာရေးနဲ့ပတ်သက်လာတဲ့အခါမှာအဲရေရှုမမားစီကိုအဲဆွနာလို့ပေါ့ဟိုရေနဲ့ပတ်သက်တဲ့အရာတွေကိုင်ကွယ်ထိတွေ့တဲ့အခါမှာတော့တတိထားစင်ကြံလိုအပ်ချောင်းနဲ့ထပ်လောင်းအကြံပြုပြောကြားလိုက်ပါရစေခင်ဗျာ ဒါပဲစနေသားသမီးမိတ်ဆွေတွေဒီလာတာတော်တွေမှာအကျိုးပေးသောလုပ်ငန်းများကိုဆက်လက်ပေါ်ပြပေးပြရစီဒီလာတာတော်တွေမှာစနေသားသမီးမိတ်ဆွေတို့ဖို့ကတော့အဖွဲ့အစည်းနဲ့ပတ်သက်တာမျိုးအသင်းအဖွဲ့နဲ့ပတ်သက်တာမျိုးတွေရှေ့တိုးဆောင်ရွက်လှုပ်ဆောင်မှာဘာသာစကားသင်တန်းနဲ့ပတ်သက်တာမျိုးတွေမိမိတက်မြောက်ပြီးတော့ပညာရည်တွေကိုရှေ့တိုးသင်ယူလှုပ်ဆောင်တာမျိုးတွေဟာကံရရဲ့ထောက်ပံ့ကိုရရှိတတ်ပြီးတော့ တူတဲ့တယောက်တည်းလှုပ်ခြင်းဟာကံရဲ့အာနိမ့်မှုကိုရရှိတတ်စေပြီးတော့အဖွဲအစည်းအင်းဖွဲနဲ့ပတ်သက်ပြီးတော့ရှေ့တူဆောင်ရွက်လှုပ်ဆောင်တာမျိုးတွေအားသာကောင်းမှုတိုးတက်နိုင်ပါလေအများနဲ့ပတ်သက်သောလုပ်ငန်းတွေဘာသာရေးဆိုင်ရာလုပ်ငန်းတွေပရိဟိတဆိုင်ရာလုပ်ငန်းတွေအဖွဲအစည်းအင်းဖွဲနဲ့ပတ်သက်သောလုပ်ငန်းတွေရှေ့တူဆောင်ရွက်လှုပ်ဆောင်မှာ ဒါအပြင်ညီကိုမောင်နှမတွေရဲ့အခုညီထောက်ကန်ကိုရာချီတက်သောကာလဖြစ်ပြီးတော့လူငယ်တွေအရှိန်နဲ့ပတ်သက်လာရင်ရှစ်သူသမီးကြီးစားရဲ့အခုညီထောက်ပံ့မျိုးတွေရရှိတတ်တယ်လို့ငကုခအဆက်အသွယ်ပြန့်နေတော့မိတ်ဆွေများညီကိုမောင်နှမအပေါင်းအသင်းတွေနဲ့ပတ်သက်ရင်မိတ်ဟောင်းဆွေဟောင်းတွေလည်းအကျိုးပေးတယ်လို့မိတ်တစ်ဆွေတက်တွေလည်းမိတ်ဆွေတို့အတွက်ဒိဋ္ဌာအခုညီရရှိစီမှာအသေးချာပဲဖြစ်တယ်။ထို့အပြင်အဖွဲ့အစည်းအပေါင်းအသင်းနဲ့ပတ်သက်လာတဲ့အခါမှာမိမိရဲ့အတွေးခေါ်အကြံစီတွေကိုချပြခြင်းဟာမိမိတို့ရဲ့အောင်မြင်မှုကိုတဆင့်တိုးတက်နိုင်သောကာလဖြစ်ပြီးတော့တိုးသိမ့်ရှင်း လုံခြုံချင်းထက်မိမိရဲ့အတွေးခေါ်အကြံစီတွေကိုရှပြခြင်းတွေဟာချစ်တိုးပြီးတော့အောင်မြင်မှုနဲ့တိုးတက်မှုတွေရရှိစေနိုင်သောလားဖြစ်ပါတယ်။ငွေကြီးနဲ့ပတ်သက်လာရင်ငွေကြီးဟာဝင်လာတဲ့တဲ့ကာလဖြစ်တယ်။ထို့အပြင်ငွေကြီးနဲ့ပတ်သက်လို့လက်လွန်ထားတဲ့ငွေကြီးတွေကိုပြန်လည်တောင်းဆိုတာမျိုးတွေရရှိနိုင်ပါတယ်။ဒီလက္ခဏာတော်တွေမှာအကျိုးပေးသောလုပ်ငန်းတွေကိုဆက်လက်ဖော်ပြပေးပါသည်။ဒီလက္ခဏာတော်တွေမှာမိတ်ဆွေတို့သောလုပ်ငန်းများကိုဆက်လက်ဖော်ပြပေးပါသည်။ဒီလက္ခဏာတော်တွေမှာဆိုမိတ်ဆွေစနေသားသမီးများအနေနဲ့ဘာသာစကားသင်တန်းနဲ့ပတ်သက်တာတွေအကျိုးပေးပါတယ်။ထို့အပြင် အဲမိတ်ဆွေတို့အနေနဲ့စပစ်စီစားတော့ကုန်ဆိုင်ရာလုပ်ငန်းတွေအကျိုးပေးပါတယ်။စာချုပ်စာတမ်းကိစ္စတွေ၊စက်တူလုပ်ငန်းတွေ၊အစုရှယ်ယာလုပ်ငန်းတွေပတ်သက်တာတွေ၊စံစီစီစားစားတော့ကုန်လုပ်ငန်းတွေနဲ့ပတ်သက်တာတွေအကျိုးပေးပါတယ်။ထို့အပြင်ကွန်းလို့ရှမ်းလို့ငွေကြီးနဲ့ပတ်သက်တာတို့နော်ဟိုဒါမျိုးတွေနဲ့ပတ်သက်လို့ရှေ့တူဆောင်ရယ်လှုပ်ဆောင်ပြီးတော့အကျိုးပေးသောကာလဖြစ်ပြီးမိတ်သည်ဆွေတစ်တွေရဲ့အကူအညီကိုရရှိတတ်ပြီးတော့မိတ်ဟောင်းဆွေဟောင်းတွေရဲ့အကြံဉာဏ်ကောင်းအဆက်အသွယ်ကောင်းတွေကိုရရှိတတ်တော့လာဖြစ်ပါတယ်။ အထယ်လေးလုပ်ငန်းတီတီဖနက် online social media နဲ့ပတ်သက်သောလုပ်ငန်းလေးတွေစာချုပ်ကိစ္စစာမန်းကိစ္စစာရွက်စာရွက်နဲ့ပတ်သက်သောကိစ္စလေးတွေအစုအဝေးအဖွဲ့အစည်းဆက်လူပေါင်းစုလုပ်ရတဲ့လုပ်ငန်းတွေအမြဟအဖွဲ့အစည်းအသင်းဖွဲ့နဲ့ပတ်သက်သောလုပ်ငန်းတွေမှာအားသာကောင်းမှုတိုးတက်ပြီးတော့ကံကောင်းစီတော်လာဖြစ်ပါတယ်စာချုပ်တစ်အဆက်အသွယ်တစ်တွေရရှိတက်ပြီးတော့ဆက်သွယ်ရေးဆိုင်ရာလုပ်ငန်းတွေစီးပွားဆိုင်ရာလုပ်ငန်းတွေကိုကိုတိုင်းအပေါင်းအသင်းအဖွဲ့အစည်းနဲ့စုပြီးတော့လှုပ်ဆောင်ရမယ့်လုပ်ငန်းတွေနဲ့ပတ်သက်ရင်ရှေ့တိုးလှုပ်ဆောင်ရင်အောင်မြင်ခြင်းတိုးတက်ခြင်းတွေရရှိတက်သောကာလဖြစ်ပါတယ် ဓာတ်ဆီးတို့ဒီဇယ်ဆီးတို့လောင်စာဆီးတို့ဒေါ်လာတို့အစရှိတော့အရာလေးတွေလက်စပစ္စည်းတို့နော်ဒီလိုမျိုးလုပ်ငန်းလေးတွေကိုပိုင်လုပ်ငန်းတွေချိတူဆိုင်ရလှုပ်ဆောင်ပြီးတော့အိုးအိမ်ချမ်းမီငဘောကစောက်လက်စတန်းလန်းဖြစ်နေတဲ့မိဆွေများအိုးအိမ်ချမ်းမီအစ်စ်ပြီးပြအောင်စောင့်နိုင်တဲ့အထောက်အပံ့တွေရရှိတာမျိုးဘာကြောင့်ခဏခဏကြန့်ကြာနေတာဆိုတဲ့မိဆွေများလည်းချိတူဆိုင်ရလှုပ်ဆောင်ရင် အာသာတူတက်ခြင်းနဲ့ကောင်းမွန်ခြင်းတွေရရှိပါလိမ့်မယ်လူငယ်တွေအရှင်ရင်နဲ့ပတ်သက်လာရင်တော့ ဖူးစာဗတ်ဘောရာမျိုးတွေချစ်သူသမီးစာရရှိတတ်တော်လာဖြစ်တဲ့အတွက်မေတ္တာရေးဆန်းဟာအရှိေးမေတ္တာရေးနဲ့ပတ်သက်လာရင်မေတ္တာရေးဆန်းဟာအာသာကောင်းမှုတိုးတက်ပြီးတော့ကံကောင်းစီတော်လာဖြစ်ပါတယ်။ထို့အပြင်မိတ်ဆွေတို့အနေနဲ့ဒီလာတာတော်တွေမှာဆိုလို့ရှိရင် ထို့ပြင်မိတ်ဆွေတို့အနေနဲ့ဒီလက်တာတော်တွေမှာဆိုရင်ငွေကြီးနဲ့ပတ်သက်သောဆိုင်ရာလုပ်ငန်းတွေအကျိုးပေးပါတယ်အဲလက်လွန်ထားတဲ့ငွေကြီးတွေကိုရရဲ့ကြီးပြောဆိုတောင်းဆိုတာမျိုးတွေအကန့်နဲ့အားသာထောက်ကူမှုကိုရရှိတတ်သောကာလဖြစ်ပါတယ်ဒါအပြင်မိတ်ဆွေတို့အနေနဲ့အဲတမီးကြီးသားများအနေနဲ့ဆိုရင်လည်းတဦးနဲ့တူတယောက်နဲ့တယောက်အဆက်အသွယ်ပြတ်နေသူတွေပြန်လဲအဆက်အသွယ်ရရှိတာမျိုးတွေအဆက်အသွယ်ပြတ်နေသောမိတ်ဆွေများအဖို့ပြန်လဲပြီးတော့တရင်ကောင်းကြားရတာမျိုးတွေကြုံရတတ်သောကာလအပိုင်းခြားဖြစ်ပါတယ်အိမ်လူကြီးကိစ္စငဘောကနားလဲမှုလွဲနေသောကိစ္စလေးတွေမှာချစ်တို့ဆောင်ရလှုပ်ဆောင်ရအားသာတူတက်ပြီးတော့ကောင်းမွန်နိုင်သောကာလဖြစ်ပြီးတဲ့ အခါဒီလက္ခဏာတော့တွေ့မှာဆိုရင်လုပ်ငန်းနဲ့ပတ်သက်ရင်အထက်လူကြီးအကြီးအကဲနဲ့ပတ်သက်လို့ပฏิပက္ခလေးတွေပြဿနာလေးတွေများတာမျိုးတွေကြုံရတတ်သောလဖြစ်ပါတယ်။လုပ်ငန်းတူအလုပ်တူတွေရဲ့အပြိုင်ဆိုင်တိုက်ခိုက်တွေများတတ်သောလဖြစ်ကြောင်းထပ်လောင်းပြောကြားလိုက်ပါစီ။ငကူကသာသမီ ိမ်ဆောင်ရင်းနဲ့ပတ်သက်လို့အချုပ်အရှင်းဖြစ်နေသောမိတ်ဆွေများစနေသားသမီးအမှုကိစ္စရင်ဆိုင်နေရသောမိတ်ဆွေများအနေနဲ့မိမိကိုယ်တိုင်ဦးစီးဦးဆောင်လှုပ်ဆောင်တာမျိုးဟာကံရဲ့အားနည်းမှုကိုရရှိတတ်ပြီးတော့ငကူကအချုပ်အရှင်းအချုပ်အနှောင်ကိစ္စလေးတွေမှာတော့ဒီကာလမှာချစ်တူလှုပ်ဆောင်ရန်အတွက်တော့အားနည်းစေသောကာလအပိုင်းချဖြစ်ကြောင်းထပ်လောင်းပြောကြလိုက်ပါစီလူယုံမလွယ်ပါနဲ့လူယုံတတ်တတ်ပါတယ်ထို့အပြင်ဘာကိုလှုပ်လို့ညီကိုကတော့ညီကိုစဘာကတော့ပေါက်စည်းဆိုတဲ့အတိုင်းတိတိကျကျတဲ့တဲ့မမှန်နဲ့ အဲဟိုစွမ်းနာလိုပေါ့နှုတ်တရားစာတလုံးဆိုတဲ့အတိုင်းစကလုံးလေးတွေကိုခက်ရှင်းရှင်းနဲ့ခက်ပြပြပြောဆိုပြီးလှုပ်ဆောင်တာဟာအာတာကောင်းမှုပြီးတော့တိုးတက်နိုင်ပါတယ်ပတ်စပို့လုပ်ငန်းဗီဇာလုပ်ငန်းနိုင်ငံခြားခရီးသွားနဲ့ပတ်သက်တာမျိုးရဝေးခရီးသွားနဲ့ပတ်သက်တာမျိုးတွေအကျိုးပေးပါတယ်ခင်ဗျတို့အပြင်ဘာသာခြားလူမျိုးခြားတွေရဲ့အကူအညီကိုရရှိတဲ့အကြောင်းထပ်လောင်းပြောကြားလိုက်ပါစီဒီလတာတော့ဒီမှာစနေသားသမီးမိတ်ဆွေများအနေနဲ့ကျမရင်းနဲ့ပတ်သက်လာရင်လည်းဘာမှစိုးရိမ်စရာတော့တူတူမရှိပါဘူးအဲထို့အပြင်မိတ်ဆွေတို့ဒီလတာတော့ဒီမှာဆိုရင်မိမိတို့ရဲ့ငွေကြေးကိစ္စ အလုတ်ကိစ္စဖြစ်လို့တော့ကိစ္စဖြစ်ရှင်တဲ့ကိစ္စတွေကိုနှုတ်ကနေတော့အလုတ်တူလုပ်ငန်းတူအပေါင်းအသင်းမိတ်ဆွေတွေကိုဖွင့်မပြောပါနဲ့အဲ့ဒီအကြံအစီတွေဟာအကြောင်းအရာမျိုးစုံနဲ့စနောက်စနေအနှောက်အယှက်ဖြစ်တတ်တော့လားဖြစ်ကြောင်းလဲထပ်လောင်းပြောကြလိုက်ပါစီဒီလာတာတော့ဒီမှာမိတ်ဆွေတို့အော်အိမ်တော်ရင်းနဲ့ပတ်သက်လာရင်တော့နည်းနည်းလေးကံရဲ့အညံလေးတွေရရှိတတ်ပါတယ်အိမ်တော်ရင်းနဲ့ပတ်သက်လာတဲ့အခါမှာ အဲဆွေမျိုးသားချင်းကိစ္စလေးတွေကြောင့်ပြဿနာတက်ရတာမျိုးလေးတွေဂျုံကတက်ပြီးတော့အိမ်တော်ဘက်နဲ့ဆက်ဆက်ပြီးတော့ဆွေမျိုးသားချင်းနဲ့ညာညာနေလာတာမျိုးလေးတွေပြဿနာပဋိပက္ခလေးမိမိရဲ့ဧည့်သည်မိမိရဲ့ယဉ်နီတော်မိတ်ဆွေများပေါ်မှာမိမိရဲ့အိမ်တော်ဘက်နဲ့ပတ်သက်ပြီးအကြောင်းပြုပြီးတော့အဲပြဿနာတက်တာမျိုးစကားများတာမျိုးလေးတွေဂျုံကတက်တယ်လို့မိတ်ဆွေတို့အနေနဲ့အလုံးနဲ့ပတ်သက်လို့လုပ်ငန်းနဲ့ပတ်သက်လာလို့ရှိရင်လေအိမ်တော်ဘက်ကိုတိုင်ပင်ကမှစိတ်အလိုမချတာမျိုးလေးတွေကြောင့်တုံးနဲ့တုံးတစ်ယောက်နဲ့တစ်ယောက်နားလည်မှုဖြစ်တာမျိုးလေးတွေဖြစ်ရတတ်တယ်ဒီလိုနားလည်မှုတွေလွဲလာတဲ့အခါမှာလေမိတ်ဆွေတို့အနေနဲ့ဒေါသနဲ့မဖြစ်ချင်းပဲနဲ့ရှေ့တို့ဆောင်ရ ွန်လှုပ်ဆောင်မှသာအောင်မြင်တိုးတက်နိုင်တော်လှဖြစ်ပြီးတော့ပြဿနာတွေတရားထောင်တွေယုံကလနာအမှုကိစ္စရဲဆိုင်ရာကိစ္စလေးတွေမှာတော့ဂရီထားဆင်ခြင်ပေးရလိုအပ်သောလှဖြစ်ကြောင်းထပ်လောင်းပြောကြားလိုက်ပါစေ OH အမည်နေရာတိုင်းနဲ့ပတ်သက်ရင်မကောင်းတဲ့အတက်ပညာတွေအတိုက်ခိုက်တွေပြူစားတိုက်ခိုက်ခြင်းတွေလောကီပညာရဲ့တွေစုံအတက်ပညာတွေပြူစားတိုက်ခိုက်တက်တယ်လို့စနေသားသမီးမိတ်ဆွေများအဖို့ဘာလို့မဆိုတီလာတာတော်တယ်မှာဖြစ်ရှင်သောကိစ္စဖြစ်လို့သောကိစ္စတွေကိုကြိုတင်ပြောခြင်းဟာအပြတ်သဘောလေးတွေစောင့်တက်ကြောင်းထပ်လောင်းပြောကြားလိုက်ပါရစေ မိတ်ဆွေတို့အနေနဲ့ဒီလာတာတို့တမလူငယ်တွေအရှိရင်းနဲ့ပတ်သက်လို့ရှိရင်အိမ်တော်ပြုခြင်းစိတ်ဆက်ခြင်းတဦးနဲ့တို့တယောက်နဲ့တယောက်နားလည်မှုယူပြီးတော့နှလွာပေါင်းမှတရက်ဆိုတဲ့အတိုင်းပဲဟုတ်လားသမီးစားတွေမှာဟိုလက်ထပ်ဖို့အတွက်ပြောဆိုတာမျိုးတွေဟာကံတရားရဲ့အထောက်အကူကိုများစွာရရှိတတ်တော်လားဖြစ်ကြောင်းထပ်လောင်းပြောကြားလိုက်ပြရစီငွေကြီးနဲ့ပတ်သက်လာရင်လည်းဘလောက်ပင်ခက်ခဲဈေးကမှုအလုံးလိုက်ရင်လိုက်ဝင်လာတာမျိုးလေးတွေကြုံရတတ်တဲ့အတွက်တော့ ယတနာဘုံစိုက်ကင်းနဲ့စိုက်နိုင်တဲ့ကာလဖြစ်တဲ့အတွက်ကြောင့်လည်းမထင်မှတ်ပဲနဲ့အကြီးကြီးချိန်ကျက်ဖြစ်သွားနိုင်တဲ့အတွက်ကြောင့်မလို့ထီကန်ဆန်းတာမျိုးထီထိုးတာမျိုးဟာမိတ်ဆွေတို့ရဲ့ကံကိုတိုးတက်အားသာပြီးတော့ကောင်းမွန်စီတော့လာဖြစ်ကြောင်းထပ်လောင်းပြောကြားလိုက်ပါရစေဖြစ်နိုင်ရင်ယာရုလုပ်ငန်းတိုးဖို့မိတ်ဆွေများနေရာတိုင်းကြီးနဲ့ပတ်သက်ပြီးတော့လှုပ်ဆောင်လို့တဲ့မိတ်ဆွေများမတိကြမရရင်တော့လက်ရှိရှိနေတဲ့နေရာမှာပဲနေပါတိထက်ညံ့သွားတိုင်းနိုင်စရာဘာမှမရှိပဲနဲ့မကြခင်တဖြည်းဖြည်းအစိုးညံနေပြပြောက်သွားမှအတိအကျပဲဖြစ်တယ် ရွှေရည်ပြောက်တာမျိုးလေးတွေအထားမားတာမျိုးတွေတကိုးကိုးခံရတာမျိုးတွေဂျုံရတတ်တယ်လို့ဆက်ပစ္စည်းရင်တကိုးကိုးခံတာမျိုးတွေကြက်ပြောက်တာမျိုးတွေအဲဟိုဟိုချီးပြီးတော့မှပြန်မရတာမျိုးတွေဖြစ်အပ်တတ်တဲ့အတွက်တော့သတိထားစင်နေပေးရလိုအပ်ကြောင်းနဲ့အဲပတ်စံပစ္စည်းထားတာမျိုးလေးတွေပြောက်တာမျိုးလေးတွေဂျုံတက်ကြောင်းထက်လောင်းကြွေးကြလိုက်ပါရစေဒီလိုက်တာတော့ဒီမှာဆိုရင်ဂျာစာပရိသသမီးတနင်္လာသသမီးတွေနဲ့တွဲဖက်လို့ရင်မိတ်ဆွေစနီသသမီးတွေရဲ့ကံကိုတိုးတက်အားသာကောင်းမှုပြီးတော့ကံကောင်းစေပါတယ် ဒါအပြင်မိစေတို့အနေနဲ့ဒီလတာတော်တွေမှာဆိုလို့ရှိရင်အဲဘာကိုမဆိုအကျိုးပေးသောအရာဟာတော့အနောက်ဆူဆူရက်ဖြစ်ပြီးစန်တီယာရက်ကတော့အနောက်တောင်တောင်အရက်ဖြစ်ပါတယ်မိစေတို့ရဲ့အရေးကြီးသောကိစ္စတွေကိုပြုမှုပြောဆိုဆောင်ရွက်တဲ့အခါမျိုးတွေကြရင်မိုးပြာရောင်ခဲရောင်အစိမ်းရောင်တွေများများပါသောအရာတွေကိုဝစ်စင်သွားခြင်းဖြစ်မိစေတို့ရဲ့ကံကိုတိုးတက်ပြီးတော့ကံကောင်းစီမှာအသေးချာပဲဖြစ်တယ်အဆက်ဆက်အရာမိစေတို့အကျိုးပေးသောကဏ္ဍအနေနဲ့ဆိုရင်တော့နှစ်ကဏ္ဍ သုံးခန်းခုနှစ်ခန်းနေရမိတ်ဆွေတို့ရကံကိုတိုးတက်ကောင်းမွန်အားသာပြီးကံကောင်းစီတော့လာဖြစ်ပါတယ်။ဂျာစာဖိသားသမီးတင်းလာသားသမီးနဲ့တွဲဖက်လုပ်တဲ့အခါကံရဲ့အထောက်အကူများစွာရရှိတတ်ပြီးတော့အရေးကြီးသောကိစ္စတွေကိုပထမတစ်ပတ်ကိုတရက်နေ့ရနေပြီးတော့၄ရက်နေ့တည်းကိုသတိထားပြီးမူပါထို့အပြင်လအကုန်၄ရက်ပထမ၄ရက်လအကုန်၄ရက်လေးဒီမှာတော့သတိပြုပါလပြီကျော်မှပြုမှုဆောင်ရွက်တာမျိုးတို့လကုန်ကန်၄ရက်ကိုတော့သတိထားစင်ကြင်ပြန်လိုအပ်ကြောင်းအစက၄ရက်နဲ့အဆုံး၄ရက်လေးဒီမှာသတိပြုစင်ကြင်လိုအပ်ကြောင်းလဲ ခက်လောင်းပြောကြလိုက်ပြစီဒီလာတာတော့အတွင်းမှာတတိသားစင်နေရမယ်နေသားအနေနဲ့ဆိုရင်တော့တောက်ကြသသမိတွေနဲ့တွဲဖက်လောက်တာမျိုးတောက်ကြနေသားတွေနဲ့ဆက်တူလောက်တာမျိုးအရေးကြီးသောကိစ္စတွေကိုတောက်ကြတွေနဲ့တွဲလုံရင်ကံရဲ့အထင်းကိုအကြံကြလေးတွေကြုံတတ်ကြောင်းခက်လောင်းပြောကြလိုက်ပြစီအဆက်ဆက်ရရာတတိသားစင်နေရမှာတော့လူတို့ညာအညာနေတို့ဝင်တဲ့အခါမှာ မိတ်ဆွေတို့အနေနဲ့เนาะဟိုချွင်းရနေနဲ့မိသားစုဝင်တွေထဲမှာကျမ်းမာရေးညံလာတာမျိုးပฏิပက္ခတုံးနဲ့တူတယောက်နဲ့တယောက်နားလည်မှုလွဲလာတာမျိုးတွေဖြစ်ပြီးဆိုလို့ချင်းတော့မိတ်ဆွေတို့တရားရဲ့လူတာမန်ဘာမှမဖြစ်ရင်ဘာမှမဖြစ်ပေမဲ့ဒီလိုမျိုးဖြစ်လာတဲ့အခါမိသားစုတူတယောက်ကျမ်းမာရေးညံလာတာမျိုးသုံးမဟုတ်ဟိုမိတ်ဆွေတို့အနေနဲ့ဟိုစီဝါရရုပ်ပြရအခက်အခဲအကျက်တဲတွေကြုံရတာမျိုးတွေဆိုလို့ချင်းတော့မိတ်ဆွေတို့အနေနဲ့ ရွှေကလေးစရိရောင်းလိုက်တာမျိုးဖြစ်စီမိမိအိမ်တွင်ကအိုးအဆုပ်အိုးအပဲ့လေးတလုံးကိုဟုတ်လားလက်ပြန်ပစ်ခဲ့တာမျိုးဖြစ်စီမိစေတို့ရဲ့ကံကိုတွတ်တက်ပါတယ်ရွှေရတဲ့ဆရာစီလာပြလို့ရအောင်နော်ဆိုတော့ကောင်းပြီအစကအဲ့ရအဋိဌံပြုလို့တဲ့စနီသားသမီးမိစေများအဋိဌံပြုလို့တပါဆိုရင်တော့ဖြင့်မေတ္တာတုပ်ကိုတနေ့ကိုစနနှခေါင်နှုံးနဲ့နော်မေတ္တာတုပ်ကိုတနေ့ကိုစနှခေါင်ရွပါဒါပြီးတော့စနေရတိတိအဋိဌံပြုပါကအခက်အခဲကြက်တဲတွေပြပြောက်သွားစီမှာအသေးချာပဲဖြစ်တယ် မိစ္ဆာတို့ရဲ့ရောင်းကုန်တွေဝယ်ကုန်တွေအယောင်တွက်အယောင်ထွက်စီဖို့အတွက်မိမိတို့ရဲ့ကုန်ပစ္စည်းတွေကိုရောင်းတဲ့အခါမှာကောင်းကြီးတစ်ချောင်းနဲ့ထိတွေ့ပြီးတော့ရိုက်ပုတ်ပြီးတော့ရောင်းလိုက်ပါအယောင်ကောင်းပြီးတော့အယောင်တွက်အဝယ်တွက်သွားမှာအသေးချာပဲဖြစ်တယ်။ဒါအပြင်မိစ္ဆာတို့ရဲ့အရေးကြီးသောကိစ္စတွေကိုလှုပ်ဆောင်တဲ့အခါမှာစုပ်တက်သွားတာမျိုးတောက်ခေါက်သွားတာမျိုးမီတွန်းတောက်တိသွားတာမျိုးလေးလှုပ်ဆောင်တာမျိုးဖြစ်စီ အစင်မပြေပါဘူးကွာဆိုတာမျိုးညင်းညူဆိုပြီးတော့အဲဆက်နာလို့ပေါ့သွားတာမျိုးသူမဟုတ်လို့ရှင်လဲလေရှင်သွားတာမျိုးတောက်ခောက်သွားတာမျိုးစုပ်တက်သွားတာမျိုးလောက်လာရင်အောင်မြင်တိုးတက်မှုနဲ့ထူးထူးရှားရှားပြောင်းလဲမှုတွေရရှိစေမှာအသေးချာပဲဖြစ်တယ်။ဒါအပြင်မိတ်ဆွေတို့အနေနဲ့ဒီတစ်လတာလုံးမှာအစင်ပြေစီရန်ရေရရမပြောမီဆရာငင်းနာမပြေတယ်မေးချင်ရင်ခွန်ကို၃ညာနှစ်ကို၃ညာလေးတစ်လျှောက်790 290 410 WhatsApp Telegram မှာဖြစ်စေ Viber number 963 50 50 90မှာဖြစ်စေဆက်သွယ်မိ мян နိုင်ကြောင်းနဲ့ ဆရာမိတ်ဆွေတို့ဆရာကဒီအခုဆရာကဟောစတန်ရိုက်တဲ့အခါမှာဆရာအကောင်းဆုံးဖြစ်အောင်ရည်သွေးကောင်းကောင်းဖြစ်အောင်ပြင်ဆင်ထားတယ်သို့တော့ဆရာနည်းနည်းလေးကင်မရာနဲ့အန်တန်တန်ဖြစ်နေတဲ့အတွက်ကြောင့်မလို့ကြည့်ရတာအစမပြေရင်စကလုံးကြီးလွှဲချော်သွားရင်လည်းဆရာငယ်ရဲ့ရုပ်ချောတဲ့အပြစ်လိုအပြစ်မြင်ရင်လည်းမိတ်ဆွေတို့ဒီတလတာလုံးဆက်ဆက်ရရအစမပြေစီပြီးတော့ငွေကြီးကန်အားကောင်းစီရန်အတွက်ပြုလုပ်ရမယ်ရေရာအနေနဲ့ဆိုရင်တော့ကျွေးပကံများတစ်ချက်ထဲမှာနှစ်ခုပေးခြင်းပါတယ်ရေရာနော်ကျွေးပကံများတစ်ချက်ထဲမှာ ကျွေးပကံမြက်တစ်ချက်တည်းမှာလက်ဖက်ကကိုဘုံဘုံတောက်ရီကတစ်ခွက်ထက်အလဲမှာစင်မီထွင်းပြီးတော့ဆူတောင်းလိုက်ပါကဘလို့အခက်ခဲကြက်တဲ့မျိုးမဆိုအစင်ပြေအောင်မြင်သွားမှာပါပြန်ပြောပါမယ်ကျွေးပကံမြက်တစ်ချက်တည်းမှာလက်ဖက်ကကိုဘုံဘုံအလဲကတောက်ရီတစ်ခွက်ထားအလဲမှာစင်မီထွင်းပြီးအိမ်ကမျက်စွာပြားကိုလူကအခက်ခဲကြက်တဲ့တွေပြည်လည်သွားမှာအတိအကျပဲဖြစ်တယ်လုံခန်းပြိုင်အလုတ်ပြိုင်နေတဲ့အတိုက်ခိုက်တွေနဲ့ကြုံလာရတဲ့အခါမိတ်ဆွေတို့နေနဲ့ဆရာတို့ဒီလိုဂိုင်းပါတဲ့ဖန်ကွက်ထဲမှာဂိုင်းပါတဲ့ဖန်ကွက်ထဲမှာခရင်ကွာလေးတစ်ခုလိုအပ်ပါတယ် ခရင်ကွာလေးတခုထမင်းစားတဲ့ခရင်ကွာလေးတခုလိုအပ်တယ်ခရင်ကွာလေးတခုဆရာတို့ကဒီလိုခရင်ကွာကြလေးတွေဒီလိုလေးထည့်တာဒီလိုလေးထည့်ပါနော်ဒီလိုလေးထည့်ထည့်ပြီးသွားတဲ့အခါခရင်ကွာလေးတခုကိုဒီတက်ပုံလေး password ပုံလေးထည့်ထည့်ပြီးသွားတဲ့အခါမိတ်ဆွေတို့အနေနဲ့အဲ့ဒီခရင်ကွာလေးတခုကိုထောင်ပြီးတော့စိုက်ထားပါတက်ပုံလေးကိုထောင်ပြီးစိုက်ထားပြီးနယံတနေရာရတောင်းနေရာမှာတင်ထားပါအလုံးလုံးကိုအခက်ခဲတွေပြီးပြောက်သွားမယ်ဆိုတဲ့အကြောင်းဆရာကပြောရင်းနဲ့စနေသားသမီးမိတ်ဆွေတွေအားလုံး2025စက်တလပိုင်းအတွင်းမှာ တက်နေတကူလက်ဝီဖြူလို့ယရနာစိန်ကြောက်ဇေတောက်တိုင်းကစားနိုင်ကြပါစီเจ้าဆရာကမေတ္တာပို့စုတောင်းထောပနာပြုရင်နဲ့နောက်တစ်ပတ်မှာဆရာတို့ပြန်ဆုံပါမယ်ခွန်ရဂျေစုတင်ပါတယ်ဇာငဲမိတ်ဆွေအားလုံးအစဉ်ပြေအောင်မြင်ကြပါစေဆရာနောက်တစ်ပတ်တောင်ကြီးကခေါ်ကမှာရှိပါမယ်လို့ဆရာပြောရင်းနဲ့ကဲအားလုံးပဲဆရာ